င်္ဂလာပါရှင်ကျမတော်ဝန်ဒီပါ DVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ်ရှမ်းပြည်နယ်တောင်ပိုင်းဖဲကုံဘင်လောင်းနယ်စပ်မှာစစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်တို့စစ်ကြောင်းထိုးလာပြီးတဲ့နောက်တော်လှန်ရေးတပ်ဖွဲ့တွေနဲ့တိုက်ပွဲတွေဖြစ်ပွားနေပြီးတိုက်ပွဲအတွင် PNO ပြည်သူ့စစ်ဘက်ကဗိုလ်မှူးနှစ်ယောက်တေဆုံးတယ်လို့သတင်းရင်းမြစ်တွေစီကနေသိရပါဗျာ နိုဝင်ဘာလ၁ရက်နေ့ကနေနိုဝင်ဘာလ၂၃ရက်နေ့အထိဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်းမှာစစ်ကောင်စီတပ်ဖက်က30ကျော်တေဆုံးပြီးတေဆုံးသူတွေထဲမှာဘုံမူးခွန်ဆိုးအောင်နဲ့ဘုံမူးခွန်ဖေတို့ပါဝင်တယ်လို့ဆိုပါတယ်။ဘုံမူးခွန်ဆိုးအောင်ကနိုဝင်ဘာလ၁ရက်နေ့မှာဗောရန်ရွာကိုမီးရှို့နေတဲ့အချိန်စနိုက်ပါနဲ့အဖြစ်ခံရတာဖြစ်ပြီးဘုံမူးခွန်ဖေကတော့နိုဝင်ဘာလ၁၅ရက်နေ့တိုက်ပွဲမှာတေဆုံးသွားတာဖြစ်တယ်လို့သတင်းရင်းမြစ်တစ်ယောက်ကပြောပါတယ်။ တေဆုံးသွားတဲ့ဘုံမှုနှစ်ယောက်ဟာလူငယ်တွေကိုစစ်သားအဖြစ်အတင်းအဓမ္မစုဆောင်းတာသူတို့ကိုယ်တိုင်ဥဆောင်ပြီးတော်လန်ရေးတပ်ဖွဲ့တွေကိုတိုက်ခိုက်တာနဲ့ပြည်သူတွေရဲ့ကြေးရွာတွေကိုမီးရှို့တာတွေမှာဥဆောင်ပါဝင်သူတွေဖြစ်တယ်လို့လဲဆိုပါရယ်စစ်တပ်နဲ့ BNO ပြည်သူစစ်တွေကဖဲခုံအနောက်ဘက်ခြမ်းကိုစစ်ကြောင်းတွေခွဲပြီးထိုးစစ်ဆင်နေတဲ့အတွက်တိုက်ပွဲတွေပြင်းထန်နေပြီးကြေးရွာရှိရွာကဒေသခံ9000ကျော်စစ်ဘေးတိမ်းရှောင်နေရတယ်လို့သိရပါရယ်ရှင် စကိုင်းတိုင်းမင်းကင်းမြို့နယ်လောင်ပြေရွာအနီးချင်းရွင့်မြစ်အတွင်းမှာရွှေမျောမောင်းနေတဲ့မော်တော်တွေကိုနိုဝင်ဘာလ22ရက်နေ့မှာစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့အတွက်15ရောက်ထပ်မနေတေဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဒေသခံတွေကလည်းသိရပါဗျ။တဒဝူးလေတပ်ကနေတက်လာတဲ့ Jet Fighter တစီးနဲ့နိုဝင်ဘာလ22ရက်နေ့မွန်လဲတနားရီခွဲကျော်အချိန်မှာတစ်ကြိမ်ညနေ4နာရီလောက်မှာတစ်ကြိမ်လေကြောင်းကနေဘုံ6လုံးကျဲချထိုက်ခဲ့ရတယ်လို့ဒေသခံတွေကလည်းသိရပါဗျ။ တေဆုံးသူ15ယောက်ထက်မနည်းရှိပြီးချင်းတွဲမြစ်တဲကိုအလောင်းတွေမျောပါသွားတာတွေရှိနိုင်တဲ့အတွက်တေဆုံးသူအတိအကျကိုသိနိုင်ဖို့ခက်တယ်လို့ဒေသခံတယောက်ကပြောပါတယ်။လောင်ပြေရွာအနီးကရွှေမျောလွက်ကွက်ဟာဒေသခံပြည်သူတွေကရွှေမျောမပြုတ်လုဖို့ဆန္ဒပြတောင်းဆိုနေတဲ့နေရာဖြစ်တယ်လို့သိရပါတယ်။စစ်ကောင်စီတပ်ကဘုံကျဲချထားတဲ့နေရာမှာဒေသခံကူညီကယ်ဆယ်ရေးတွေလှုပ်ဆောင်နေတဲ့အချိန်ပါရာမော်တာ3စီးနဲ့3ချိန်အထိလာရောက်တိုက်ခိုက်ခဲ့တယ်လို့လည်းသိရပါတယ်ရှင်။ စစ်ကောင်စီရဲ့အတူရောင်ရွေးကောက်ပွဲကိုတရားဝင်ဆန့်ကျင်ရေးနဲ့ကြားဖြန့်နှိမ်နင်းရေးကိုအားစိုက်ဆောင်ရွက်ပေးဖို့ American ပြည်နယ်90ကမြန်မာပြည်ဝါရှင်တန် DC သမရအင်ဖြူရောရှိနေတရုတ်တန်ယုံရှိမှာဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။သုဒ္ဓချန်သာတင်ပြပို့ထားတာပါရှင်။ဒီမိုကရေစီရရှိရ။ဟောယေ။ဟောယေ။ ဒေတာဆန်တော်ချိန်နိုဗ ెంబ ာ22ရက်နေ့မွန်လွဲပိုင်းမှာအမေရိကန်ပြည်နယ်90ရောက်မြန်မာတွေစုစည်းပြီးမြို့တော်ဝါရှင်တန် DC ကျေးဇူးတိုင်ယုံနဲ့အမေရိကန်သမ္မတအင်ဘီရိုရှိမှဆန္ဒပြပွဲတွေပြုလုပ်ခဲ့တာပါ။ စစ်ကောင်စီတူရယူကောက်ဘွယ်ကိုအမေရိကန်ဆိုရကတရားဝင်ဆန့်ကျင်ရေးကြားဖြတ်နိုင်ရေးနဲ့မြန်မာရေးအတွက်ပြဋ္ဌာန်းထားတဲ့ဥပဒေတွေကိုအစောတလင်အသက်ဝင်အောင်ဆောင်ရွက်ပြီးအချက်တွေကိုသမရအင်မီရိုရှိမှမြန်မာရေးဆောင်ရွက်သူတွေကတောင်းဆိုခဲ့ကြပါတယ်။ဒီယူကောက်ဘွယ်တိမပြုတ်နိုင်အောင်ဆိုတဲ့အချက်ကိုတရုတ်တောင်းရှိအောင်ဆက်ပြီးဆန္ဒပြထုတ်ဖော်တယ်ဖြစ်ပါတယ်။လက်ရှိတရုတ်ကပံ့ပိုးမှုတွေရပ်ဖို့လိုတယ်။ဒီဒေါ်လာရင်းကကျွန်တော်တို့နိုင်အောင်နိုင်အောင်နိုင်အောင်သွားမှာအဲ့လိုအဲ့လိုဖြစ်သွားခဲ့ပြီဆိုတော့အပြောင်းလဲဖြစ်ပြီဆိုရင်တရုတ်နဲ့မြန်မာရဲ့အနာဂတ်ဆက်ဆံရေးကဒီတိုင်းသွားမှာဆိုပြဿနာရှိတယ်။ ဟာအရေးကြီးဒါကြောင့်မို့ဒီတရုတ်ရဲ့ policy ပြောင်းမှာတရုတ်တောင်းချင်းကပြောတယ်ပြီးတော့ငါတစ်ဆက်ထဲမှာကျွန်တော်တို့ virus ကိုကြာတော့ကျွန်တော်တောက်ဆိုတာကြာတော့ request လုပ်တာမလဲဆိုတော့ဒီ American ဆိုးအနေနဲ့ဒီဒီအတူရောက်နော်ရွေးကောက်ပွဲကိုလိန်ညာရွေးကောက်ပွဲကိုလုံးဝလက်မခံနိုင်လို့ဆိုတော့တရုတ်ထုတ်ပြောပေးဖို့ထပ်ပြီးတော့ထပ်မံထုတ်ပြောပေးဖို့ဘာကြောင့်လဲဆိုတော့တို့ပြီးခဲ့တဲ့ September မှာတော့ကျွန်တော် UN General Assembly မှာတို့ပြောပြီးသွားပြီနော် UN ဒီ American ကိုယ်စားလှယ ်ထုတ်ဖို့ပြောသွားပြီးသားဒါကအတူရောလက်ခံလက်မခံဆိုတော့ဒါပေမဲ့ထပ်ပြီးတော့မကြမကြပြောပေးနေရမယ်ဆိုတော့ကျွန်တော်တို့လိုက်ပြီးတောင်းဆိုတာအဲ့တော့ဖြစ်နိုင်ရောသမနာထရန့်အနေနဲ့ဒီကိစ္စကိုတရားဝင် reject လုပ်ပေးဖို့တောင်းဆိုတာပေါ့နော် Institute Florist because a corrupt illegitimate military need dirty money to keep his dirty hands in power နိုဝင်ဘာ22ရက်နေ့ဆန္ဒပြပွဲတွေကိုပြည်နယ်90ရောက်မြန်မာ400ကျော်ပူးပေါင်းပါဝင်ခဲ့ကြပြီးဒေါ်လာရေးအတွက်သွေးမေးကြောင်ပြသနိုင်မှုပူးပေါင်းခဲ့ကြတာလို့ဆိုပါတယ်စစ်ကောင်စီတူးရောင်ယူကောက်ဘွယ်ကိုစန့်ကျင်ရင်လှုပ်ရှားမှုတွေပြုလုပ်ဖို့နိုင်ငံတကာရောက်မြန်မာတွေစုစည်းပြီး Global Meeting တွေအချိန်ချင်းခေါ်ယူခဲ့တာပါ အမေရိကန်၊ကနေဒါ၊ဩစတြေးလျဥရောပနိုင်ငံတွေ၊ဂျပန်၊တောင်ကိုရီးယားစတဲ့နိုင်ငံတွေမှာလည်းဆန္ဒပြပွဲတွေဇက်တိုက်ပြုလုပ်နေတာဖြစ်ပါတယ်။စစ်အာဏာသိမ်းအစိုးရကဆောင်ရွက်မဲ့ဒီအတူရောင်ရွေးကောက်ပွဲဟာဆိုရင်လည်းဘာအဓိပ္ပာယ်မှမရှိဘူး။ပြည်သူလူထုကိုဖိနှိပ်ဖို့စစ်အာဏာတက်ဆိုးရှိဖို့အတွက်ဂျိုးပန်းဆောင်ရွက်မှုဖြစ်တယ်လို့ဒီအမေရိကန်တွေရဲ့တုံ့တက်ချက်ဟာအလွန်မှန်ပါတယ်။ဒါကြောင့်မလို့ဒီရွေးကောက်ပွဲကိုဆက်လက်ဆန့်ကျင်ကြဖို့ ကြားဖြန့်နှိမ်နီးရေးကိုထိထိရောက်ရောက်ဆောင်ရွက်ဖို့ပါဝင်နေတဲ့စစ်ရာဇဝကောင်တွေကိုလည်းပဲအမြန်ဆုံးအေးအေးယူနိုင်ဖို့ကျွန်တော်တို့အနေနဲ့တိုက်တွန်းပါတယ် နိုဝင်ဘာလသမန်းကစပြီးအမေရိကန်ဆိုရနဲ့တက်တော်ကမြန်မာပြည်နဲ့ဆက်ဆက်အကြောင်းအရာတွေအပေါ်အာရုံစိုက်မှုရှိလာပြီးလုပ်ငန်းဖော်ဆောင်တာထုတ်ဖော်ပြောဆိုတာတွေလည်းရှိလာတာပါ။တရုတ်ဆိုရရဲ့နိုင်ငံတကာရေးရာမှာလွှမ်းမိုးလာတဲ့ခြေလှမ်းတွေကိုချိန်ဝင်ရှာညှိဖို့အမေရိကန်ဆိုရကရှေ့တောင်အရှေ့ရေးမှာမြင်သာတဲ့လှုပ်ရှားမှုတချို့ပြုလုပ်လာတာဖြစ်ပါတယ်။ဟိုဒီစကားဆာလုပ်တဲ့သူတို့ရဲ့အတူရောင်ရွေးကောက်ပွဲကိုမထောက်ခံဘူးဆိုတဲ့ဟာကိုညီမတို့ကဘာတိအောင်လာပြောပြတာဖြစ်တာပေါ့နော်။ပြီးတော့အာ တိုင်းသားမောင်နှမတွေစုပေါင်းပြီးတော့မှကျွန်တော်တို့ဒီကိုလာပြီးခြစ်တက်တယ်ဆိုတော့တို့ရဲ့ယူကောက်ပွဲမထောက်ခံဘူးဆိုတဲ့ဟာကိုကျွန်တော်တို့ကလာပြီးတော့မှကဘာတိအောင်အပြောရင်းနဲ့မှဟိုဘမပြည်သူလူထုကိုလည်းဒီဟာမဆိတ်ပေးတဲ့သဘောနဲ့ကျွန်တော်တို့ကလာတာဖြစ်ပါတယ်ဟုတ်ကြားခံကိစ္စနဲ့ပတ်သက်ပြီးတော့လုံရက်တွေကိုကျွန်တော်တို့ထောက်ခံပါတယ်လုံးဝဒီမေအောင်လိုင်းကိုလုံးဝလုံးဝထွက်ပေါက်မရအောင်လုပ်ပေးပါ အခုလောက်တဲ့ရွေးကောက်ပွဲကလည်းသူတို့အတွက်ထွက်ပေါက်တစ်ခုနဲ့လောက်တာအမှန်တကယ်တော့ကျမတို့ပြည်သူလူထုတို့အကုန်လုံးထောင်ကြောက်ပါပဲအဲ့တော့ကိုလုံးဝမဲမဲပေးဖို့လုံးဝလုံးဝစန့်ကျင်ကောက်ကောက်ဖို့တော့ကိုဆောင်ရွက်ပေးပါရှင်အိမ်ယူတော်မှာရှိရဲ့အကြီးကဲအားလုံးလည်းဗမာပြည်ရဲ့အတုအယောင်ရွေးကောက်ပွဲကိုမဖြစ်ဖို့အတွက်မြမပြည်ကိုကူညီပြီးတော့ဆောင်ရွက်ပေးပါလို့ အကြံပြုချင်ပါတယ်ကျွန်မတောင်းဆိုပါတယ်ပေါ့နော် အမေရိကန်ဆိုရကအွန်လိုင်းငွေလင်လုပ်ငန်းကြဖျန်းတက်ဖျက်ရေးအထူးဖွဲ့ Scam Center Strike Force ကိုဖွဲ့စည်းကြောင်းနိုဝင်ဘာ10ရက်နေ့မှာကြေညာခဲ့ပြီးလုပ်ငန်းဖော်ဆောင်တာတွေစတင်နေတာပါ။အဲ့ဒါပြင်နိုဝင်ဘာ19ရက်နေ့ကအမေရိကန်အောက်လွတ်တော်မှာပြုလုပ်ခဲ့တဲ့မြန်မာအရေးအထူးကြားနာပွဲမှာလည်းအမေရိကန်နိုင်ငံအနေနဲ့မြန်မာအရေးကိုအာဆီယံလမ်းကြောင်းကနေဆက်လက်ချဉ်းကပ်တာထက်ပိုထီအောင်မဲ့ကိုပိုင်မူဝါဒမဟာဗျူဟာအသစ်နဲ့ပြောင်းလဲချဉ်းကပ်ဖို့ကြဖျန်းပြဿနာကိုတိတိယယောက်ကင်ကြွဖို့နဲ့စစ်ကောင်စီရဲ့အထူးရောက်ရောက်ပွဲကိုစန့်ကျင်မှုအချက်တွေဆွေးနွေးကြားနာခဲ့ကြပါတယ်။ကျွန်တော်သူတ ချမ်းသာပါ American သမ္မတ Donald Trump ကိုယာရုကနေဖယ်ရှားတရားစွဲအပြစ်ပေးဖို့လိုအပ်တယ်လို့တောင်းဆိုတဲ့ဆန္ဒပြပွဲကို Washington DC မှာနိုဝင်ဘာလ22ရက်နေ့ကပြုလုပ်ခဲ့ကြပါတယ်။အဲဒီဆန္ဒဖော်ထုတ်ပွဲမှာအစိုးရအဖွဲ့ကိုဖယ်ရှားရမယ်ဆိုတဲ့ကြေညာချက်နဲ့ကျင်းပခဲ့တာပါ။အဲဒီဆန္ဒဖော်ထုတ်ပွဲကို အခြေခံလူရန်စအဖွဲ့ဖယ်ရှားရေးညွန့်ပေါင်းအဖွဲ့ကဥဆောင်ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ ဆန္ဒဖော်ထုတ်သူတွေရာ National Mall အထိခြိတက်ခဲ့ကြပါတယ်။ American လွှတ်တော်ကိုယ်စားလှယ် Agreen ကတော့တရားစွဲမဲ့အကြောင်းအရာတွေကို Christmas မတိုင်မီပေးမယ်လို့ကတိပေးခဲ့ပါတယ်။ကောင်းတာတွေမဖြစ်ပဲဆိုးတာတွေဖြစ်လာတယ်ကျွန်တော်တို့အပြစ်ပေးရမယ်ကျွန်တော်တို့တရားစွဲရမယ်ကျွန်တော်တို့ trend ကိုဖယ်ရှားရမယ်ဒါကအနာဂတ်မှာအာဏာရှိလာတဲ့သူတွေကအစိုးရကိုထိန်းချုပ်နိုင်တယ်ဆိုတဲ့ယုံကြည်မှုတွေကိုအပြစ်ပေးတဲ့ဥပမာတစ်ခုဖြစ်လာအောင်ပါလို့ Air Green ကပြောသွားပါတယ် ဒီမိုကရက်အောက်လွှတ်တော်အမတ်အဂရင်းဟာထရမ့်လွှတ်တော်ပထမဦးဆုံးမိန့်ခွန်းပြောချိန်မှာအကူအညီပေးရတဲ့ကိုဖျက်တောက်ဖို့လုပ်ပိုင်ခွင့်မရှိဘူးဆိုပြီးအော်ဟစ်ဝေဖန်ခဲ့ဘူးလို့လွှတ်တော်တွေကနေဖယ်ရှားခံခဲ့ရတဲ့သူဖြစ်ပါရှင်။ဒီ VV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကြည့်ရှုခဲ့ရတာပဲဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကျွန်မကတော့ဝန်ဒီပါ။